ခုကျွန်တော်မြဝဲပေးခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ KB အကောက်ထဲကပတ်စံတွေပါမတော့အောင်အလိမ်မခံအောင်တည်ထားတဲ့အချက်လေးလေးချက်ကိုကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရဲ့နော်နံပါတ်1အချက်အနေနဲ့တော့ကျွန်တော်တို့ KB က level 2အဆင့်တွေပဲရှိပါတယ်နော်ကျွန်တော်တို့မစိရနေပဲဖြစ်ဖြစ်အကောက်တစ်ခုခုကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ level 2.5တို့တည်ကြီးလို့မြင်ဖို့ဆိုရင်ဒါကအလိမ်ပါပဲနော် KB ကခုလက်ရှိအချိန်ထိ level 2ထိပဲရှိပါတယ်နော်နံပါတ်1အချက်အနေနဲ့တော့ကျွန်တော်တို့ OTP ကိုကကျွန်တော်တို့မတောင်းမကျွန်တော်တို့မစေတော့ဝင်လာတယ်ကြာလာတယ်ဆိုရင် တစုံတစ်ယောက်ကလည်းအကြောင်းပြချက်အမျိုးမျိုးတောင်းပြီးတော့လမ်းတောင်းနေဆိုရင်ဒါမှမပေးတင်ပါဘူးเนาะကျွန်တော်တို့ OTP ကိုကကျွန်တော်တို့တောင်းပါပဲကြာတင်ပါတယ်เนาะနံပါတ်3အချက်အနေနဲ့တော့ကျွန်တော်တို့ KP ဖောက်ထားတဲ့မက်ပွန်တင်နဲ့မက်ပွန်တင်နံပါတ်လုံးဝပေးလို့မရပါဘူးเนาะဘလို့အကြောင်းပြချက်အမျိုးမျိုးနဲ့ဖြစ်ဖြစ်နံပါတ်၄အချက်နေတော့အရန်အရေးကြီးပါတယ်เนาะကျွန်တော်တို့ရဲ့ KB password လုံးဝပေးလို့မရပါဘူးเนาะ ဒီချက်ထဲကကျွန်တော်တို့ကတခုခုပေးမိရယ်ဆိုရင်ဒါမှကျွန်တော်တို့လာဆက်တော်ရဲ့လူကနည်းပညာမြင့်တဲ့လူဆိုရင်ပါသွားနိုင်ပါတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ level 2မြင့်2.5မြင့်ဖို့တတိယမြင့်ဖို့ဆိုရင်ကျွန်တော်တို့က